မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အားဖြင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး3အပိုက်ငယ်7ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သခင်ဖျားဟု ဆိုသောဝိညာဉ်တော်တရားကိုဆိုလိုသည် သခင်ဖျား၏ဝိညာဉ်တော်တရားသည်လွတ်ချင်းချမ်းသာကို ပေးတတ်၏ဒီကျမ်းစာကို ကြည့်တဲ့အခါမှာ တရားနှစ်ပါးအကြောင်းကို ဖော်ပြထားတာတွေ့ရပါတယ်အခန်းကြီး3တခန်းလုံးကိုဖတ်ကြည့်ရင်ဝိညာဉ်တော်တရားနဲ့ကျမ်းဟောင်းတရားဆိုပြီးတော့မှ တွေ့ရပါလိမ့်မယ်ကျမ်းဟောင်းတရားဆိုတာက မောရှိအားဖြင့်ရခဲ့တဲ့တရားအဲ့ဒါကတော့တည်ခြင်းကို ပို့တယ်လို့ပြောပါတယ်ဝိညာဉ်တော်တရားကတော့ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဖွင့်ပြတော်တရားတနည်းအားဖြင့်အနက်အဓိပ္ပာယ်ကိုနားလည်ရတဲ့တရားဒီတရားကတော့ဖြောင့်မတ်ခြင်းပို့ဆောင်တယ်လွတ်မြောက်ခြင်းကိုပေးတယ်လို့ပြောပါတယ်အဲ့တော့အဲ့နှစ်ခုရဲ့ခြားနာချက်ကဘာလဲဆိုရင် သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းပဲဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ကိုမယုံဘဲစံစာကိုဖတ်မယ်ဆိုရင်တော့အဲ့ဒါကကျမ်းဟောင်းတရားဖြစ်ပြီးတော့အဲ့ဒီကျမ်းဟောင်းတရားရဲ့အတိုင်းပဲဆက်သွားရင်တော့သူက သေခြင်းမှာပဲလမ်းဆုံးလေးမှာဖြစ်ပါတယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်တော့အဲ့ဒီကျမ်းတရားတွေကဘာဖြစ်လာလဲဆိုတော့အနက်ပွင့်လာပါတယ်။အနက်ပွင့်လာတဲ့အခါမှာဝိညာဉ်တော်ပွင့်ပြခြင်းဆိုတာဖြစ်လာတာဖြစ်တဲ့အတွေ့လွတ်ခြင်းချမ်းသာကိုပေးတယ်၊ဖြောင့်မတ်ခြင်းကိုပေးတယ်၊အသက်ကိုပေးတယ်လို့ဆိုလိုပါတယ်။လူကိုယ်လည်းပြောင်းလဲစေနိုင်တယ်လို့တမန်ကျမ်းစာအဖြစ်တွေ့ရပါတယ်။ အဲ့တော့ကျမ်းဟောင်းတရားနဲ့ဝိညာဉ်တော်တရားကိုဘယ်သူက ပိုပြီးလေးနဲ့ခြားနာစေတာလဲဆိုတာကိုသိရင်ထွေထွေထူးထူးထပ်ပြောစရာမလိုတော့ပါဘူး။တန်ရှင်တော်ဝိညာဉ်တော်ကိုရတဲ့အခါမှာကျမ်းစာရဲ့အနက်အဓိပ္ပာယ်တွေကိုနားလည်လာတဲ့ရေးသားသူရဲ့ဆိုလိုရင်းကိုသဘောပေါက်လာတဲ့ဝိညာဉ်ရေးရာလက်တွေ့အသက်ရှင်မှုမှာကောင်းကြီးဖြစ်လာတယ်။ကျမ်းစာမပါဘဲနဲ့တော့ကျွန်တော်တို့ကဝိညာဉ်တော်ဖွင့်ပြခြင်းဆိုတာမရှိပါဘူး။ ဝိညာဉ်တော်ကသာတမာတရားကိုအကျွဲ့မဲ့သွန်သင်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာဝိညာဉ်တော်ဖွင့်ပြတယ်ဆိုတိုင်းလေစံစာနဲ့မညီရင်အစဉ်ပြေမနေပါဘူး။တခါတော့အတင်းတော်မှာစင်ကာပူကဆရာတယောက်ကနှုတ်ကပတ်တော်လာသင်ကြားပေးပါတယ်။သူ့ကိုဝိညာဉ်တော်ဖွင့်ပြတဲ့အရာတွေကို သူကဝေငှပါတယ်။ဒါပေမဲ့အဲ့လိုဝိညာဉ်တော်ဖွင့်ပြဖို့ရအတွက်သူကအချိန်များစွာနှုတ်ကပတ်တော်တွေကိုစီးပူးလေ့လာရကြောင်း ပြောပါတယ်။သူလေးလာထားတဲ့နှုတ်ကပတ်တော်ဒီတဲကနေပြီးတော့မှဘုရားသခင် သူ့ကိုဝိညာဉ်တော်ဖွင့်ပြတဲ့အရာကိုသာ သူ့အချိန်နဲ့သူ့နေရာနဲ့အကိုက်ဖြစ်မဲ့ဖွင့်ပြချက်ကိုသူဝေငှသွန်သင်တယ်လို့ဒီလိုပြောပါတယ်။ဒါကအင်မတန်မှလေးနက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ဝိညာဉ်တော်ဖွင့်ပြခြင်းကိုခံယူခြင်းရင်တော့စံစာကိုကောင်းကောင်းလေ့လာထားမှဖြစ်ပါလိမ့်မယ်။ ကျမ်းစာကိုကောင်းကောင်းလေ့လာရင်လေဝိညာဉ်တော်ရဲ့ဖွင့်ပြမှုကိုကျွန်တော်တို့လိုပါတယ်အဲ့နှစ်ခုကဘလို့မှ ခွဲခွာလို့မရတဲ့အခြေအနေဖြစ်ပြီးတော့နှစ်ခုစလုံးလိုအပ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ကျမ်းစာကိုတက်ပြီးတော့မှဝိညာဉ်တော်ဖွင့်ပြခြင်းမခံရရင် ကျမ်းစာရဲ့အနက်တိတ်ပဲကို နားမလဲတဲ့အတွက်အမားယူပါလိမ့်မယ်ဝိညာဉ်တော်ဖွင့်ပြခြင်းဆိုပြီးတော့မှသွားပြီးတော့နှုတ်ကပတ်တော်ကောင်းကောင်းမလေ့လာထားရင် သူကလည်းအမားတွေကို စိတ်ကူးတဲ့ရပြောပါလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ပြဿနာကြီးပါတယ်ချစ်တော်မိပါကြီးကိုမောင်တို့ကျန်းစာကို ကောင်းကောင်းလေ့လာပါပြီးရင်ဝိညာဉ်တော်ဖွင့်ပြခြင်းနဲ့အညီတဏိတာတဏိတာအသက်ရှင်ပါဒါမှသာလင် ကျွန်တော်ရဲ့အသက်တာဟာဘုရားသခင်ရဲ့ဘုန်းတော်အတိုင်းပြောင်းလဲလာမှာဖြစ်ပါတယ်ကျွန်တော်လည်းပဲအပတ်စဉ်တိုင်းမှာနှုတ်ကပတ်တော်ကိုအွန်လိုင်းကနေသင်ပေးတာတွေရှိပါတယ် သင်ကြားခံယူလို့ရဆိုလို့ရှိရင်ဆက်သွယ်ပြီးတော့မှပါဝင်နိုင်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုတိဆောက်ပေးလို့ကျေးဇူးတင်တယ်တမာချန်းစာကိုကောင်းကောင်းနားလည်ပြီးဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနဲ့အသက်ရှင်တတ်ဖို့မာစာပါကျေးဇူးကြီးတယ်လို့ဝန်ခံပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာကိုရော့ကောင်းကြီးပေးလမ်းပြပါမိအကြောင်း တပည့်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌ကောင်းချီးပေးဆုတောင်းလျက်တနေ့တာကိုအစာပြုပါ၏အာမင်